ားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့ခြေချောင်းလေးတွေထုံကျင်ကတ်တက်တူပြီးလိုက်ပါလေးကျင်လို့ရမယ်ယောဂကျင့်စဉ်လေးပြသပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့လိုက်ပါလေးကျင့်ကြည့်အောင်အဲ့ဒီတိုင်းခြေချောင်းလေးတွေကိုခြေမယ်နော်တစ်ချောင်းချင်းလေးခြေမယ်ငါးချောင်းလုံးပြည့်အောင်ခြေမယ်ပူအောင်ခြေမယ်ပြပြပြီးတော့အတွင်းလေးရောက်ပြပြီးခြေပြီးနော် ငါးချောင်းလုံးပူသွားပြီဆိုရင်ခြေမရဲ့ခြေညိုရဲ့ဖြဲလိုက်မယ်အရှိနဲ့နောင်တယ်ပေါ့နော်ပြီးမြင်ဆွဲမယ်နည်းနည်းလေးနာယုံလောက်ထိဆွဲမယ်နော်ဟောပြီးပြီးရင်ဘက်ပြောင်းရင်အဲ့နဲ့ချောင်းပဲပြောင်းပြန်ပြန်ဖြဲမယ်နော်ပြောင်းပြန်လေးဟောပြီးဘက်ပြောင်းမယ်ဘက်ပြောင်းရင်ခြေညိုရဲ့ခြေကလေးဖြစ်သွားပြီ ဘက်ပြောင်းမယ်အဲ့နဲ့ချောင်းမယ်ပြပြောင်းမယ်ခြေကလေးရဲ့တကြွရဲ့ပြသွားပြီနော်ခြေကလေးနဲ့တကြွရဲ့ပြသွားပြီဆွဲရင်5 second လောက်ထိမိဆွဲပြီပြပြောင်းရင်အဲ့နဲ့ချောင်းမယ်ပြပြောင်း ပတ်ပြောင်းဟောပြီးပြီးပြီဆိုရင်အဲ့ဒီကနေခြေဖွားကိုတရောင်စင်းနဲ့ထောင်းမယ်ဘဲခြေဦးညာတရောင်စင်းနဲ့ထောင်းမယ်ညာခြေဆိုရင်ဘဲတရောင်စင်းနဲ့ထောင်းမယ်နော်နောင်ထောင်းမယ်ခြေပနောက်ထိရောက်ထောင်းမယ် ခနာကိုဝေလေးနဲ့ဖိပြီးထောင်းပြီးဟောပြီးနှမ်းပြီးဆိုရင်အဲ့တန်လေးခြေတော်လေးကိုခြေဖွားကိုမျက်နှာဘက်ကိုလှဲထားမယ်နော်မျက်နှာဘက်ကိုလေးမှန်ကြည့်တဲ့ပုံစံကိုလှဲထားမယ်ဒူးလေးကိုနည်းနည်းလေးဆန့်ပေးမယ်နော်အဲ့တန်ခြေတလုံးပေးရောတွေတင်းနေတယ်ဒီဆွဲမယ်ပြီးရင်ကြမ်းမြို့အဲ့လိန်နာတဲ့အတိုင်းလေးပဲချမယ် ကြေလုံးပေးကြောလေးတွေပါတင်းနေအောင်ဆွဲရမယ်ဖိထားမယ်နော်လက်ကူမလျှော့လိုက်နဲ့ဟုတ်ပြီပြီးရင်ခြေပွားကနေတတော်စကနေပိုင်မယ်ဒူအောင်ပြန်တတော်တဲ့လက်ချင်းချိတ်ပြီးတော့ဆွဲညှင်းလိုက်မယ်ခါးလေးကိုဆန့်ပြီးတော့ခြေပေးမယ်အတန်းလေးအချိန်20 30ကြီးခြေပေးမယ်နော်ဘယ်ညာတော့တည်ယူပြီးတော့ ဟောပြီးပြီးပြီးဆိုရင်အဲကျန်လေးအောက်ခြေတော်ဝေးပေါင်ကိုကြော်မယ်ခြေဖွားကိုကြောက်အောင်ချမယ်နော်လက်ကိုနောက်တော့မယ်ညာဘက်လက်ကပဲပေါင်ကိုကြော်ပြီးတော့ခါနောက်ခါလှည့်ပြီးနောက်ကိုကြည့်မယ်အတန်းလေး5 second 10 second ထိပ်ပြီးနော်ဟောပြီးဘက်ပြောင်းမယ်ဘက်ပြောင်းရင်ဆွနာတိုင်းမယ်ခြေချောင်းငါးချောင်းလုံးကိုပူအောင်ခြေပြီးမယ် ပူပေါင်းခြင်းเนาะအတွင်းလေးတွေရအောင်ခြေချောင်းလေးတွေအတွင်းလေးတွေရအောင်ဟောပြီးပြည့်ပြီဆိုရင်ခြေမရဲ့ခြေညိုပဲဖြဲလိုက်မယ်ရှိနေနောက်ကိုခြေအဲ့နဲ့ချောင်းပဲပြောင်းပြန်ပြန်ဖြဲမယ်ချီညူရဲ့ချီကလေးရဲ့ ချိန်ချိန်ချိန်ကလေးရဲ့တချွေရဖြစ်သွားပြီချိန်အဲ့နဲ့ချောင်းမယ်ချိန် ှီတကြွေရဲ့ခြေတန်းရဲ့ပြသွားပြီနော်ခြေဟောပြီးပြေးပြီဆိုရင်ခြေဖွားလေးကိုထောင်းမယ်ပေါင်ဖို့အပြည့်တင်ပြီးတော့မှသေချာထောင်းမယ်နော်ထောင်းစကိုထောင်းပြီးခန္ဓာကိုယ်ဝင်လေးနဲ့ဖိပြီးထောင်းကြည့်အဲဟောပြီးအဲဒါလေးဖိပြီးထောင်းမယ် တရောင်စီကြည်ပဲအားမဆိုင်နဲ့တရောင်စီကြည်ပဲအားဆိုင်ရဆိုရင်ခြေဖန်တော့ရဲ့အတွင်းကြောလေးတွေဒီမရောက်ဘူးနော်အားကြောင့်တရောင်စီတင်ပြီးပါပြီဆိုတာနဲ့ခန္ဓာကိုယ်ဝေလေးနဲ့ပြီးဖြီးပြီးထောင်းပြီးမယ်ဖြီးလိုက်ကြွရတဲ့နေရာကျနောက်တနေရာထပ်ပြောင်းသွားပြီအဲအဲ့ဒီပုံစံမျိုးလေးပါနော်တပြင်းလုံးနှံ့အောင်ထောင်းမယ်ခြေပေါ်ကတပြင်းလုံး စက္ကန့်30မိနစ်ထောင်းလို့ရတယ်နော်ဟောပြီးပြီးရင် icon လေးခြေဖွာလေးကိုလိမ်ပြီးတော့ကိုယ့်မျက်နှာဘက်ကိုမှန်ကြည့်တဲ့ပုံစံမျိုးထားမယ်တင်းတင်းလေးတူလေးကိုတန်းတန်းလုံးစမ်းပြီးနော်ပြီးရင် icon လေးခြေဖွာကိုချမ်းမြင်ဖိချထားမယ်ခြေမပက်လေးကိုဖိပြီးထိန်ထားမယ်မကြော့ဝါးစေနဲ့ဟောပြီးပြီးရင်တံတောင်စကန်လေးပြန်ပိုက်ဆွဲမယ် လက်ချင်းချိန်မယ်ဆွဲညစ်ပြီးကြတယ်ခါးလေးကိုဆန့်ပြီးတော့ခြေပေးမယ်ခလေးလေးတိတ်နေပုံနဲ့မူလီပေါ့နော်နှစ်ဆယ်၃ဆယ်လောက်လို့ရတယ်အတော့ပညာတော့တည်ယူပြီးတော့နော်ပြပြီဆိုရင်အောက်ခြေတော်ကိုကြောမယ်ညာလည်းနောက်ထောင်မယ်ဘေးတောင်စကပေါင်းကိုကြောမယ်ခေါင်းကနောက်ချိမယ်အဲဒါလေး first second second ထိမိမယ် အော်ပြီရှော့ကဲအားလုံးပဲလက်ပတ်လေးချင်းကြည့်ပါကျေးဇူးတင်ပါတယ်ကိုစင်းနေပြအကြမ်းမှကျွန်တော်ကြောက်ပါစေတက်တာ